အားလုံးပဲမင်္ဂလာပါ iTech Education ကကြိုဆိုပါရစေဒီချေကတော့ iTech Education ကဒေါက်တာရင်နာပဲဖြစ်ပါတယ်ဒီနေ့မှာတော့ဒီချေက list lecture အတွက် small real world program လေးတပုတ်ကိုအားလုံးနဲ့တူတူရေးချင်ပါတယ်အားလုံးပဲ video ဆုံးတဲ့အထိ channel တူလိုက်ပြီးတော့လေ့လာကြည့်ကြပါအောင်ရှင် Okay အခြေတို့ by champ စီသွားမယ်။ Okay အဲ့တော့ဒီနေ့ဗာရေးမှာလဲဆိုတော့ခြေရလေး simple to do list ဆိုတဲ့ program လေးရေးမယ်။ simple to do licks ဟုတ်ပြီအဲ့တော့အာဒီအာ to do list ဆိုတဲ့ empty list လေးတစ်ခုကိုဖန်တီးရအောင် to do uh, sorry to do list ဆိုတဲ့ဒီ empty list လေးဒါ list လက်ချောပါပြီးသားနော် empty list လေးဖန်တီးမယ် okay why true ဆိုပြီးတော့လုပ်ပေးပါမယ် why true ဆိုပြီးတော့အဲ့တော့တစ်ချက်က user ချခြင်းတဲ့ action ကို input ကနေတောင်းမယ် user ကမလုပ်ချင်တာလေအာဒီ to do list တဲကို text ထည့်ချင်တာလားအအလုပ်တွေကိုဘယ်ဒီနေ့မလုပ်မယ်ဒီနေ့စာလုပ်မယ်ဒီနေ့အာ intention လုပ်မယ်ဒီနေ့ hint check ကမယ်ဒီနေ့အာလုပ်ရှင်ကြည့်ရမယ်အဲဒီနေ့ shopping သွားမယ်စသည်ဖြင့်အဲ့တော့ list တွေကို add လုပ်ချင်တာလားဒါမှမဟုတ်ရင် list တွေကို view လုပ်ချင်တာလားမဟုတ်ဘူးဒါမှမဟုတ်ရင်ဒီ list ကနေပြီးတော့အာထွက်ချင်တာလားပေါ့နော်အဲ့လိုပုံစံမျိုးထည့်ကြည့်ရအောင်နော် okay အဲ့တော့အဲ့တော့ input ကနေပြီးတော့ type type ဆိုပြီးတော့အမ်ဒီလိုမျိုးပြရမယ်เนาะ add to add ကိုနှိပ်အမ် add ကိုရေး to add a text text ကို add ချင် add ကိုနှိပ်ပြီးရင် view ကိုနှိပ်လို့ရေးလိုက်မယ်เนาะ view to view ကိုရွေးပေါ့ view to see text ဒါမှမဟုတ် or ပြီးရင်ဒီဘက်မှာ quick quit ကိုသွားဘာလို့ဖို့လဲဆိုတော့ to exit လို့ဖို့အတွက်ဆိုပြီးတော့ user ကဘာပဲထက်ထက်ကျေတော့ stream မှာလည်းတင်ခဲ့တယ်နော်ဟုတ်ပြီ user ကနေအကြီးပဲထက်ထက်အသေးပဲထက်ထက်အားလုံးကိုအသေးပြောင်းမယ်ဆိုတော့ lower ဆိုပြီးကြောင်းလိုက်ရအောင်ဟုတ်ပြီနော် lower ဆိုပြီးအကုန်လုံးအကုန်လုံးတူတူပဲဖြစ်သွားအောင်လို့ lower ဆိုပြီးပြောင်းလိုက်မယ်အဲ့တော့ဒီလူပင်ထဲမှာစစ်မယ် if user ထည့်လိုက်တဲ့ action ကလေ equal equal ဒီလက်ချာက list လို့သာပြောတာเนาะကျေတို့ဘာပါလဲဆိုတော့ why နေလဲပါတယ် if s တွေလဲပါတယ်အကုန်လုံးဟိုအကုန်လုံးစုထားတာပေါ့ရှေ့မှာသင်ခဲ့တဲ့ဟာအားလုံးစုပြီးတော့အာဘာမလဲ small program လေးတစ်ပုဒ်ကိုရေးထားတာပေါ့ okay user ထည့်လိုက်တဲ့ input ကလေ add နဲ့သာတူရင်ဘာလုပ်မလဲဆိုတော့ကျေတို့က test တဲ့ကိုဘာကို act လုပ်ချင်တာလဲပေါ့ဟုတ်တယ်မလားဒီနေ့ shopping သွားမှလားဒီနေ့စာလုံးမှလားဒီနေ့ရုပ်ရှင်ကြည့်မှလားဆိုတဲ့ဟာကို input ထဲကနေ enter new text อืม new enter new text text ခုကိုရေးပါ input လုပ်ပါဆိုပြီးတော့ तू က add လုပ်မှာ ఓ add လုပ်မယ်ဆိုရင်အဲ့တော့ new text ကို add လုပ်ပါဆိုပြောခဲ့မယ်ပြီးွားရင်မလုပ်မလဲဆိုတော့ to do list တဲကို data အတိအကျချင်းမလုပ်ခဲ့လေ append ဆိုတာကိုသုံးတယ်ဟုတ်ပြီဘာလို့ထည့်မှာလဲ user input ထည့်လိုက်တဲ့ text လေးက text ဆိုတဲ့ variable တဲကိုရှိတော့အဲ့တော့ list တဲ့ append ကိုဒီ text လေးကိုထည့်လိုက်ရင် ပြီးသွားပြီပြီးသွားရင်မလုပ်မလဲဆိုတော့ print ဆိုပြီးတော့ ဘာလိုက်ထုတ်မလဲအောင်မြင်သွားပါပြီပေါ့အဲ့တော့ test added ဆိုပြီးတော့ထည့်လိုက်မယ် okay user ကလေ add လုပ်ချင်တာမဟုတ်ဘူး as if action ကို equal equal view ပဲလုပ်ချင်တာ view ပဲလုပ်ချင်တာဆိုရင်ရော view လုပ်ချင်တယ်ဆိုရင်လည်းပဲ print ဆိုပြီးတော့ထုတ်ပြမှာပေါ့အဲ့တော့ your to do list your to do list ဆိုပြီးတော့ထုတ်ပြမယ်ဒီလို okay တခုချင်းစီထုတ်ပြမယ်လीဟုတ်တယ်မလားအဲ့တော့ list တွေက data ကိုထုတ်ပြဖို့အတွက်ကိုအချက် i ဆိုပြီးတော့ထားမယ်ပြီးရင် okay ဘယ်ကနေလဲဆိုတော့အာ task task in okay enumerated in uh, enumerated to do list comma စတတ်သေးကိုဝမ်းကစပြီးတော့အကုန်ထောက်ပြဟုတ်ပြီနော်စတတ်သေးကိုအကုန်ထုတ်ဝမ်းကစပြီးတော့အကုန်ထုတ်ပြမယ်ပြီးသွားရင် print ဆိုပြီးတော့ခြေတို့ format string လေးနဲ့ထုတ်ပြမယ်ဟုတ်ပြီနော် format string လေးနဲ့ခြေဒါလေးသင်ပြကြပါပြီအဲ့တော့ angle နဲ့ .text okay ဒီ text လေးကိုခြေတို့တစ်ခုချင်းစီကိုခြေတို့ထုတ်ပြမယ်မဟုတ်ဘူး user ကလေ view လုပ်ချင်တာမဟုတ်ဘူးဘာဖြစ်မှာလဲ as if quit လုပ်ချင်တယ်ဆိုရင်ရောဟုတ်လား quit လုပ်ချင်တယ်ဆိုရင် action က equal equal quit နဲ့ဒါတူရင်ခြေလို့မလုပ်မလဲအဲ့တော့ bring ဆိုပြီးတော့ exit to do list ဆိုပြီးတော့ break လုပ်လိုက်မယ်ဟုတ်ပြီနော် exit to to do list ဆိုပြီးတော့ရေပါတော့မလဲ program ကနေတခါတည်း break လိုက်မယ်ဟုတ်ပြီနော်အဲ့တော့နောက်ဆုံး နောက်ဆုံးဟိုဟာ user ကလည်း add လုပ်မှလည်းမဟုတ်ဘူး view လုပ်မှလည်းမဟုတ် quit လုပ်မှလည်းမဟုတ်ဘူးတကယ်တော့ choice လုပ်ရတာဒီသုံးခုပဲလေပေါ့ဘူး user ကတခုခုများမှားနှိပ်ခဲ့ရင်ဟော as ဒါဆိုရင်တော့ invalid input ပေါ့အဲ့တော့ print ဆိုပြီးတော့ဒီ share က invalid input ဆိုပြီးတော့ရှိလိုက်မယ် okay ဒီ program လေးကိုစမ်းကြည့်ရအောင်အဲ့တော့ဒီ program လေးကိုမစမ်းကြည့်ခင်ချက်နည်းနည်း minimize လုပ်လိုက်မယ်နော်အဲ control z အော် control z အာ မှာဝါပြီ။ Okay ဒါလေးကိုဒီနည်းနည်းလေးအမြင်အောင်ပြလိုက်မယ်။အဲ့တော့ simple to do list ချေလို့ရှင်တာကဘာလဲဆိုတော့ list ကို empty list ထားထားတယ်။ user ကို action ကိုဘာလို့ရှင်တာလဲ။ user ကို task အသစ်တွေ အာဒီ to do list တဲကိုထည့်ချင်တာလားမဟုတ်ဘူးအဲ့မှာဘာတွေတင်းတင်းကြပ်ဘာတွေလုပ်ရမယ်ဆိုရဟာကို view လုပ်ချင်တာလားမဟုတ်ဘူးဒီ to do list ကနေထွက်ချင်တာလားဆိုတော့အာ action သုံးခုရွေးခိုင်းတာလေပေါ့အဲ့တော့အကယ်၍များ user က add ကြဆိုလို့ရှိရင်ခြေရဲ့ user ကမင်းကဘာ add ချင်တာလဲဟုတ်လားဘာ text ကို add ချင်တာလဲဆိုတော့ text ဆိုတဲ့ variable တဲကိုအဲ့ကျေ to do list ဆိုတဲ့ realist sorry realist ဖြစ်တယ် list ရဲ့ကိုချက် add လုပ်မယ်ပေါ့ပြီးွားရင် test edit ဆိုပြီးတော့ပေါ့မယ်မဟုတ်ဘူး user က view လုပ်ချင်တယ်ဆိုရင်တော့ချက် looping ကိုသုံးပြီးတော့ for looping ကိုသုံးပြီးတော့ to do list တွေက detail အလုံးကိုထုတ်ပြမယ်ပြီးရင် user က quit တာဆိုရင်တော့ဒါက to do list တွေကလည်းထွက်ချင်းပြီဒါကြောင့်မလို့ exit to do list user ကအမြဲတမ်းပဲဒီသုံးခုပဲရိုက်နေမှာလည်းမဟုတ်ဘူးဟုတ်တယ်နော်တခုခုများမှားရိုက်လိုက်တယ်ဆိုရင်တော့ချက် invalid input ဆိုပြီးတော့ပေါ်မှာဖြစ်ပါတယ်โอเคဒါလေးကိုစမ်းကြည့်ရအောင်နော် โอเคအဲ့တော့ဒီမှာတဲ့ဒီမှာတဲ့ at uh type add to add text ဟာပြီနော် view ထည့်ရင် to to see text ဒါမှမဟုတ်ရင် quit ဆိုရင် to exist ဆိုတော့ချက်ပါသိရင်ကောင်းမယ်အရင်တော့ add လုပ်လိုက်ရအောင်โอเค add လုပ်မယ်ကဲအဲဘာလို့ add ကအေးဒီဒီလေ at okay ချက်မှမဝလဲမသိ add ခုန add ကိုပဲဘာမှမဝလဲမသိဟုတ်ပြီ enter new text โอเค and then new tax ဆိုပြီးတော့ပေါ်မယ်အဲ့တော့အာဘာထည့်ရင်ကောင်းမလဲဆိုတော့အာအာ programming လို့ရေးလိုက်မယ်ဟုတ်ပြီနော်အဲ့တော့ and then new tax ဆိုရင် programming tax addict အော်ထည့်ရေးအောင်မလားဆိုတော့အင်းဒီချက်ထည့်ရေးအောင်မယ် add ပဲထည့်လို့မယ်ဟုတ်ပြီနော် and then new tax ဆိုတော့အာဘာရေးရင်ကောင်းမလဲ shopping လို့ရေးလိုက်အောင် shopping ဆိုပြီးတော့ okay အဲ့တော့ add လုပ်လိုက်ပြီ okay နောက်တစ်ခုထပ်ထည့်အောင်မယ်ဒီချက်က um ဂျပန်နစ်လို့ရေးလိုက်မယ်ဂျပန်စာလမ်းလုံးမယ်ပေါ့နော်โอเคဂျပန်နစ်လို့ပြီးတော့ add လုပ်လိုက်မယ်ဒါဆိုရင်အော် sorry sorry ချက်အာ add လုပ်ကမှာမဟုတ်ဘူးဗာလေအာ add add ကိုနှိပ်ရမှာချက်မှာပါလို့ enter new test မှာပါဂျပန်နစ်ဖြစ်ကမှာနော် โอเค Japanese လို့ထည့်လိုက်ပြီဒါဆိုရင် test attack အဲ့တော့ချက် view ကြည့်ရအောင်၃ခုလုံးချက်ကြည့်ပြီးသွားပြီဆိုတော့ view ကိုကြည့်လိုက်တော့ဒီမှာပါချက် your to do list ကတော့ဆိုပြီးတော့ဘာပေါ်လာပြီလဲတစ်က programming နှစ်က shopping သုံးက Japanese ဆိုပြီးတော့ပေါ်လာပါပြီဟုတ်ပြီချက်က at လည်းမလုပ်ချင်တော့ဘူးအာ view လည်းမလုပ်ချင်တော့ဘူးဆိုရင်တခါတည်းပဲ system ကနေ exit လောက်ပါမယ်ဒါကြောင့်မလို့ exit မဟုတ်ဘူးချက် quick ကိုထုတ်လိုက်မယ်โอเคဒါဆိုရင် quit ဖြစ်သွားပြီဖြစ်ပါတယ်ဟုတ်ပြီ exit 22 list 22 list ကနေထွက်သွားပြီဖြစ်ပါတယ်ဒါကတော့ဒီချေတို့ list ကိုလည်းအသုံးထားတယ် while ကိုလည်းသုံးထားတယ် for ကိုလည်းသုံးတယ်ချေတို့ if တွေကိုလည်းသုံးတယ်အတော်များများရှေ့မှာသင်ထားတဲ့လက်ချက်တော်တော်များကိုအသုံးပြုထားတယ် small program လေးတစ်ခုပဲဖြစ်ပါတယ်အားလုံးပဲနားမလဲပဲထင်ပါနားလည်မယ်ထင်ပါတယ်เนาะဗီဒီယိုဆုံးတဲ့အချိန်ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်